လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်တုန်းကဒီလူနာတယောက်တွေ့ဘူးတယ်ကြောက်ကက်ဆေးရတဲ့လူနာတယောက်ကြောက်ကက်ကတော်တော်လေးကိုပြက်စီးသွားပြီးတော့သူ့ခန္ဓာကိုယ်ထဲမှာအစိတ်အတော့တွေကိုဖယ်ရှားဖို့အတွက်ကြောက်ကက်ဆေးဆက်နဲ့မဖြစ်မနေဆေးမှပဲရတော့တယ်အဲ့ဒါမှပဲအသက်ရှင်တော့တယ်အဲ့ဒီလူနာကဘာအလုပ်လုပ်လဲဆိုရင်လယ်ထဲမှာ ်အမြဲတမ်းလို့လို့ရေထဲဆင်းရတယ်လေထဲဆင်းရတယ်ရွှွန်ပွက်တွေရွှွန်အိုင်တွေထဲမှာအလုတ်လုတ်နေရတယ်သူကဘာယောဂဖြစ်လာလဲဆိုတော့ဒီလိုမျိုးရေကနေတဆင့်ကူးဆက်တတ်တဲ့ leptospirosis ဆိုတဲ့ယောဂကြီးကြီးမားမားတခုဖြစ်ပြီးတော့ဆေးရုံကိုရောက်လာတာအဲ့ဒါနဲ့ကြောက်ကဆေးရတဲ့အဆင့်ထိဖြစ်သွားတယ်အခုအချိန်မှာဖျားတယ်ခြေလက်တွေကိုက်ခဲတယ်ခေါင်းတွေအရန်ကိုက်နေတယ်ကိုကရေထဲမှာအလုတ်လုတ်ရတယ်ရေလုတ်တာတွေဖြစ်မယ်လေထဲမှာအလုပ်လုပ်ရတယ်ရေအိုင်ထဲကနေပြီးတော့မကြခဏတွာလာနေရတယ်ဆိုရင် ကျွန်တော်တို့ကဖြားတယ်၊ကြိုက်ခဲတယ်ဆိုတိုင်းလဲရိုးရိုးတာမှန်တုတ်ကွေးဆိုပြီးတော့မပေါ်စာတင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့အခုအချိန်မှာအခုကာလမှာအဖြစ်များနေတဲ့ယောဂါတစ်ခုက leptospirosis လို့ခေါ်တဲ့ဘက်တရီးယားကူးစက်ယောဂါတစ်မျိုးဖြစ်ပွားနေတာရှိတယ်။ leptospirosis ဆိုတာကတကယ်တမ်းကဘက်တရီးယားပိုးဖြစ်ပြီးတော့ဒီယောဂါပိုးကကြွက်တည်ရဲ့စီးကနေတဆင့် တခြားပြိဿာနေလဲပါတယ်ဆိုပေမဲ့အဓိကကတော့ကြွက်တည်းရဲ့စီးကနေတစင်ဒီရေတွေမြေကြီးတွေထဲမှာရက်ပေါင်းများစွာဒီပတ္တိယပေါ်ဟာရှင်တန်းနေတဲ့ဒီပိုးတွေရှိနေတဲ့နေရာကိုဒီလူတယောက်ယောက်ကရွှွန်နေဘွက်တွေထဲမှာအကြာကြီးနေမယ်အဲ့ဒါတွေနဲ့ဒါရိုက်တီတွေ့တဲ့အခါကျရင်သူ့ရဲ့အရေပြားပေါ်မှာအနာတွေပါတွေရှိမယ်ဆိုရင်ဒီပတ္တိယပိုးတွေကအလွယ်တကူခန္ဓာကိုယ်တွေဝင်သွားတယ်တို့မဟုတ်ဒီပိုးတွေပါတဲ့ရေကို တောက်လိုက်မိတယ်မျက်နှာတက်လိုက်မိတယ် ီပိုးတွေကနှာခေါင်းကနေတဆင့်ဗစက်ကနေတဆင့်မျက်စိကနေတဆင့်ခန္ဓာကိုယ်ထဲကိုဝင်ရောက်သွားမယ်။ဒါမှမဟုတ်အစားတောက်ကနေတဆင့်လည်းဝင်ရောက်သွားမယ်ဆိုရင်လူတစ်ယောက်စီကိုယောဂပိုးပူဆက်သွားနိုင်တယ်။များတော့အပြားတော့ဒီလယ်သမားတွေတရိတ်ဆန်မွေးတဲ့သူတွေရေမြောင်းတက်ရှင်လောက်သားတွေမိုးရည်မှာရေအိုင်တွေထဲဘွက်တွေထဲကိုမကြာခဏဖြတ်သွားနေတဲ့သူတွေကတော့ဒီလိုမျိုး leptospirosis ယောဂမျိုးအဖြစ်များတယ်။ယောဂလက္ခဏာတွေကတော့နှစ်ခုရှိတယ်။ ထမအဆင့်ခါကျတော့ဒီရုတ်တရက်အဖျားတက်လာမယ်ချမ်းတုံလာမယ်ခေါင်းတွေအရန်ကြိုက်လာမယ်ခြေတလုံးကြွတ်တာတွေခါကြွတ်တာတွေအရန်ကြိုက်လာမယ်မျက်လုံးတွေနီးရဲလာမယ်ပြို့တာအန္တရာယ်ဖြစ်လာမယ်ဒါကတော့များတော့အဖြစ်ယောဂပိုးဝင်ပြီး၅ရက်ကနေပြီးတော့ဒါနှစ်ပတ်အတွင်းဖြစ်ပေါ်တတ်တဲ့လက္ခဏာတွေများတော့အဖြစ်ဒီပထမအဆင့်မှာတင်မယ်လူတွေကကိုယ်ခံအားပေါ်မူတည်ပြီးတော့ပြန်ကောင်းသွားတတ်တယ်တချို့တွေခါကျတော့ဒုတိယအဆင့်ကိုကူးသွားတတ်တယ်အဲ့ဒီဒုတိယအဆင့်ကကျတော့ vine disease လို့ခေါ်တဲ့ အတက်အနေတွားပြီးတော့ထိခိုက်နိုင်တယ်အများစုကတော့ပထမအဆင့်မှာတက်တာတယ်တချို့လူတွေခါကြတော့အဖျားခဏကြာပြီးတော့တရက်နှစ်ရက်ကြာတဲ့ခါကျရင်ဒီလိုမျိုးပြင်းထန်တာတွေဖြစ်လာတတ်တယ်မျက်လုံးနဲ့အတားတွေဝါလာတာအရန်ဆိုးလာတယ်တဖုံတွေးယူတာတွေနှာခေါင်းတွေးရှန်တာတွေကပိုပြီးတော့ဆိုးလာတတ်တယ်ချောင်းဆိုးတွေးပါတာတွေဖြစ်လာတတ်တယ်ဝမ်းအမဲရောက်တွားတာတွေဖြစ်လာတတ်တယ်အသက်ရှူကြက်မဲ့ရင်ပန်းအောင့်မဲ့အဆုတ်ထဲမှာတွေးယူစိမ့်တဲ့လက္ခဏာတွေရှိတတ်တယ် ပြီးရင်စီးတွားနေတာတွေကြောက်ကထိတာတွေဖြစ်သွားတတ်တယ်။လေပင်တွေကတောက်တယ်ပြီးတော့အုံနောက်အမြေပါရောင်တာတွေဖြစ်လာတတ်တယ်။ပြီးရင်စိတ်ရှုပ်တွေးတာမိန်နေတာမျိုးတွေဖြစ်လာတတ်တယ်။ဒါက leptospirosis ရဲ့ဒုတိယအဆင့်ရောဂါ။ဆေးရုံစိတ်ခန်းကိုဘလို့အခြေအနေမှာအမြန်တွားရမလဲဆိုရင်တော့ဒီမျက်လုံးအတားအယွေဝါတာကအယံကိုဆိုးလာတယ်အယံကိုဝါထိန်လာတယ်လွယ်လွယ်နဲ့ပြန်မပြောက်တော့ဘူးပြီးရင်စီးတွားလာတွေနဲတွားတယ်ဒါမှမဟုတ်လဲစီးလုံးဝမထွက်တော့ဘူးတဖုံးတွေနှာခေါင်းတွေယိုတာတွေဖြစ်လာမယ်ချောင်းဆိုးတွေးပါမယ်ဝမ်းတွားရင်အမဲတွေတွားမယ် အတက်ရှူရခက်လာမယ်မောလာမယ်ဘိုက်တွေကအရန်အောင့်မယ်ပြီးရင်လူကမှိန်လာမယ်ဆိတ်ချွတ်ထွေလာမယ်ဒီလိုမျိုးအခြေအနေတွေမှာဆိုရင်တော့ကျွန်တော်စိတ်ဝင်စိတ်ကန်းကိုအမြန်တွားပြဖို့လိုတယ်အဓိကဒီယောဂပိုးကဒီ AI တွေရေကန်တွေထဲမှာရှိနေတာဖြစ်တဲ့ကြောင်းမလို့ကျွန်တော်ကဖြစ်နိုင်နေဆိုရင်ဒီနေရာတွေကိုရှောင်ရမယ်အကေမလွဲတာလို့လက်သေးဆင်းရတာမျိုးဆိုရင်ဒီဘောဗနက်ရှည်တွေလက်အိတ်တွေဓာရီကိုဝစ်ဆင်ပြီးမှတွားတဲ့ ਨੇ ခြေထောက်တွေလက်တွေအရေပြားတွေပေါ်မှာ အနာတွေရှိရဲဆိုရင်လည်းရေလုံနဲ့ပလတ်စတာတွေနဲ့တိချာဖုံးထားဖို့လိုတယ်အလုံးအပြန်လာတယ်ဆိုရင်လည်းခြေလက်တွေကိုဆက်ပြနဲ့တိချာဆေးဖို့လိုတယ်အစားအသောက်တွေကိုတိချာဖုံးထားပြီးတော့ကြွက်တွေမလောင်အောင်အိမ်ပတ်ဝန်းကျင်ကိုလည်းတက်ရှင်လုပ်ထားဖို့လိုတယ်ပြီးရင်ရေကိုကြိုချက်ပြီးတော့တောက်တုံဖို့လိုတယ်အရေးကြီးတာကဒီ leprospirosis ကကျွန်တော်ပြောခဲ့တဲ့လက္ခဏာတွေရှိလာတယ်မမြန်တိမယ်မမြန်ကုတမယ်ဆိုရင်အတက်ချမ်းသာနိုင်တယ်ဒါပေမဲ့တချို့အခြေအနေတွေမှာကိုကယောဂတိရနောက်ကျသွားတယ်ဆိုရင်ကြောက်ကပြက်စီးသွားပြီးတော့ ကြောက်ကဆေးရတဲ့အစင်ဒီရောက်သွားတဲ့အသက်ဆုံးရှုံးတဲ့အထိရောက်သွားတဲ့မိတ်ဆွေအနေနဲ့ဒီချက်လက်တွေကိုအရေးကြီးတဲ့ထင်နေဆိုရင်တော့ကျေးဇူးပြုပြီးတော့တခြားလူတွေတည်အောင်လဲ share ပေးလိုက်ပါဦးအကယ်၍ကိုစီမှာကိုမီတာစုဝင်ထဲမှာတန်လျာလက္ခဏာတခုရှိနေရဆိုရင်တော့ကျမ်းမိုက်ဝန်ထမ်းလေးနဲ့တခြားအချိန်မီပြဖို့တိုက်တော်မေးပါဦးဗီဒီယိုဒီထိကြည့်ရတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်အဆက်ဆက်ရရအဆင်ပြေပေးခင်ပါစေမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ